ုတ်ကဲ့ဒါကတော့ဘန်ဘူခရီးရှင်းစင်တာရဲ့ဝင်ပေါက်ကိုရောက်ပါပြီဒီနေရာကိုငှက်ပင်လေလို့လည်းလူသိများပါတယ်ဒီနေရာနေတက်တက်ဝင်သွားရင်ငှက်ပင်လေကိုရောက်ပါပြီမင်းစောစောလာပြီးလေးချိန်ကလုံရင် လေကောင်းလေတောင်းရှူလို့ရပါတယ် ဒီနေရာမှာထိုင်လန်ရဲ့ယူဟာစားစာတွေကိုလည်းစားလို့ရပါတယ်ဒီနေရာရဲ့တင်ကြေးရဖြစ်တဲ့ဒီနှစ်ယုတ်ကလေးတွေကိုလည်းဝယ်သွားလို့ရပါတယ်ဒီနေရာစနေနေ့ဆိုတော့လူနေနဲ့ချောင်းမထင်တယ် ှစ်တည်းရတော့အများကြီးပဲရေရောနည်းနည်းကျနေတယ်တနင်္ဂနွေကိုလုံးပရစ်တည်ဆိုဒီမြားလူတွေအရန်စီတယ်လူတွေတို့တော့မပေါ့ဘူး ဒီနေရာလေးကညက်ကောင်လေးတွေကိုအစာကျွေးပြီးတက်တော့ဆော့မလားတက်ဖို့ရရင်မလားအာပြီးတော့ကျွန်တော်လိုဒီလို daily floor လေးတွေရိုက်ဖို့ကြံကောင်းတဲ့နေရာလေးတစ်ခုပေါ့နော်ကဲကိုရှင်မြောက်မင်းကဒီနေရာမှာလာပြီးလတ်တာရနေရပဲဒီနေရာလေးကညက်တွေကိုအစာကျွေးဖို့ဝယ်လို့ရရင်နေရာပေါ့နော် ချီရမြင်နေရတာကတော့စားတော့ဆိုင်မှာဒီစားတော့ဆိုင်မှာထိုင်လန်ရဲ့ယူဟာအစားအစာတွေအပြင်နိုင်ငံတကာကအစားအစာတွေကိုလည်းမှာစားလို့ရပါတယ်哇！拜。 ဒီနေရာကိုလာမယ်ဆိုရင်တော့ညနေခင်းလာတာပိုကောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့နေပူချိန်မပြင်းတော့အင်လေကြီးရဲ့အရသာကိုအပြည့်အဝခံစားလို့ရတာပေါ့။ ဒီနေရာလေးကမိမိချစ်ရတဲ့သူနဲ့အေးအေးဆေးဆေးအနားယူစားတော့ရင်ရင်းလေပြင်းကြီးရဲ့ညနေနေဝင်စီးစားလေးကိုလည်းတရှိခံစားလို့ရရပေါ့နော်โอเคဒီနေရာလေးကိုလာမယ်ဆိုရင်တော့ဘန်ကောက်ကနေပြီးတော့ BTS စီးပြီးတော့လာခဲ့ပါဂေဟာကိုစင်းမှာပြီးရင်36ကားကိုစီးခဲ့ပါเนาะဟိုလိုင်းရဲ့ညာဘက်မှာ ညကောင်တင်ဒေတာလေးတွေလည်းရှိပါတယ်ပြီးတော့ โอเคကျွန်တော်ရဲ့ blog လေးကိုဒီနေရာမှာပဲရလိုက်ပါမယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီး share ပေးကြပါဦးเนาะโอเค bye bye နောက်ပြီးတော့မှပြန်ဆောင်ရမယ်